EQ နေနဲ့ရောက်ကြလေးတွေကလက်မထက်တဲ့နေချက်ငါချမ်းမင်္ဂလာပေါင်း5 star channel ကကြိုဆိုပါတယ် EQ ဆိုတာကတော့လူမှုပေါင်းသင်းဆက်ဆံရေးဖြစ်ပြီးစိတ်နေစိတ်ထားသူတစ်ပါးပေါ်တွေးခေါ်ယူဆပုံနေထိုင်မှုဆက်တဲ့အားလုံးက EQ တွေပါပါတယ် EQ နေနဲ့ရောက်ကြဆိုတော့ဘယ်လိုသိနိုင်လဲ EQ နေနဲ့ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ပြောပြပေးပါမယ် EQ နေနဲ့ရောက်ကြကိုလက်မထက်တဲ့နေချက်ငါချက်ကတော့နံပါတ်1မိသားစုကိုစိတ်တရားပေးနိုင်တယ် EQ နည်းနဲ့ယောက်ျားတယောက်ကသူတပိုင်းရဲ့စိတ်ကံစားချက်ကိုစာနာနားလည်ပြီးမှမဟုတ်တဲ့အတွက်တဖက်လူဘလို့ခံစားရမယ်ဆိုတာထင်မတွေ့ရဘူး။သူပြောချင်ရပြောမယ်။အဲဒီစရိုင်းကြောင့်ဇနီးနဲ့တာသမီတွေကိုစိတ်တန်ရပေးနေအိမ်တောင်စီဖြစ်လာနိုင်ပါတယ်။နမနေပတ်ဝန်းကျင်နဲ့စင်မပြေဘူး။ EQ မြင်တဲ့လူတွေကဘဲပတ်ဝန်းကျင်မှာမစုံအလိုက်ထိုင်နေတတ်ပြီးကြီးတဲ့အမှုငယ်အောင်လင့်လျူရှုတဲ့အရာကိုလင့်လျူရှုပြီးအတတ်နိုင်ဆုံးရှံပွဲမဖြစ်အောင်နေပါတယ်။ EQ နေနဲ့ယောက်ျားနေချာတော့ထိတ်ကနေရှိရင်ဒုတ်ဆွဲတားဆွဲနေပြဿနာသိမွားကဆိုင်ရလို့ပြီးပြဿနာရှာတတ်ပါတယ်ဒီချက်ကြောင့်ပဲပဝင်းချင်ကဖဲ့ကျင်တာခံရပြီးအဆက်တကွဲဖြစ်နိုင်တာမို့ဒီလုံစရိုက်လက္ခဏာရှိရင်ယောက်ျားကလက်မထက်သင်ပါဘူးနံပါတ်3စကားပြောမတတ်ဘူး EQ နေနဲ့မြူသားနေဟာစကားပြောဆိုမတတ်တာကြောင့်မိတ်ပြတ်ရနိုင်တယ်ကိုပေါင်းတဲ့နေရှိမှသူပြောလိုက်တဲ့စကားကြောင့်အဆက်ကွဲနိုင်ပါတယ် နမလိန်တကူကောင်းစံနေ EQ နေနေတော့တခြားသူတွေကိုထဲမတွေးပြီးတော့ပဲသူ့အတွက်သူပဲတွေးပါတော့တယ်တကူကောင်းစံနေဆိုတော့အစားကောင်းတောက်ကောင်းဆိုရင်မိသားစုတွေမချမ်းမင်းသူကြီးပဲစားပြတော့အားလည်းရတွေမှာမိသားစုကိုအပန်းဖြေကြီးပို့ပေးဖို့စိတ်ဝင်စားတော့သူ့ဘာသူသုံးပြုံးနေရရင်ခြေနေနေပြီးတာသမီနဲ့ဇနီးအတွက်တတိမရတာမျိုးတွေက တကူကောင်းစံနေ EQ နေနေယောက်ျားတွေရဲ့လုံရက်တွေပါနံပါတ်9 လူမှုပေါင်းသင်းဆက်ဆံရေးညံ့ပြင်းမီအနေထိုင်ညစ်ပတ်တဲ့ဥပမာလူကြားထဲမှာနှာခေါင်းလိုက်တာတတွေ့တွေ့တာနှက်ညက်တာတွေက EQ နည်းနဲ့ယောက်ျားတွေရဲ့ဆိုင်းလက္ခဏာတွေပါဒီချက်၅ချက်ရှိတဲ့ယောက်ျားတွေကိုလက်ထပ်မိရင်တော့တစ်တန်လုံးနောင်တာရနိုင်ပါတယ်